တော့ထွန်းမြန်နိုင်ကြည့်ရအောင်ရောက်စားမြင်ကြည့်တယ်ကြည့်ရထွန်းမြန်နိုင်ကြည့်ရတာ A တွေကို A ရခိုင်တိုင်းသား A A တွေကိုနော်ဟိုကချင်း KIC မှာရောက်စားမြင်ကြည့်တယ်ကြည့်ရနော်သူလည်းရောက်စားရတယ်ကြည့်ရဘာလို့ဆိုရှမ်းမြောက်တုံးလည်းတစ်ခါရောက်စားပြီအခုလည်းတစ်ခါရောက်စားပြီတက်ရောက်စားရောက်စားဆိုတော့အဲ့ဒီတိုက်နေတဲ့ A တွေကဘာတို့တိုက်နေမှမသိပြေသွားတာလေညာကန်ဝင်ဝင်နေတဲ့ပြည်သူရန်လူဖြစ်တတ်တာလေပြည်သူအချစ်တော်ဖြစ်ဖြစ်လက်ရှိအာဏာရှင်မြစ်တဲ့အိမ်မှာမိအောင်မှတိုက်တဲ့ပြည်သူတပ်တော်မှတရားရတယ်မြို့တော်ကဝင်မဝင်ဘူးပြည်သူနဲ့ရက်တိပဲလို့ကျင်ညာလိုက်ကျန်းဖို့ပါနေတော့မှပြည်သူတွေရက်တိပဲဖြစ်လိမ့်မယ် ဟယ်လိုချားရမီဘာပီတူညီကိုမော်မာများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ၄ရက်နေ့ရကျွန်တော်တင်းငွေရင်းနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်တင်းငွေများစွာရှိတာဖြစ်လို့ကျွန်တော်တူဗီဒီယိုစာဆုံးကြည့်ရှုပေးကြဖို့မိဘပီတို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရုံဆုံးနေတဲ့ခါတိုင်းလိုပဲတင်းတို့တင်းငွေလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတင်းတို့ဘို့အနေနဲ့ကတော့မကွေးတိုင်းဆေးဖြူမြို့နယ်ကပ္ပစ27ကိုလာတဲ့စစ်ကား20ကိုပြစ်ခတ်တိုက်ခဲ့လို့စစ်သား7ဦးတေဆုံးခဲ့တဲ့ဆိုတဲ့တင်းငွေလေးပဲဖြစ်ပါတယ် ရန်သူဘက်မှထိတာရောတေတာတွေရောမြင်နေရတယ်တယောက်ပဲကြံတော့တာအဲ့ဒီကားကိုအနီးကဝင်လွန်တဲ့ချိန်မှာရဲဘော်တယောက်ကြည့်ထိမှခဲ့တာပါဒန်ရန်ကတော့မစိုးရင်ရပါဘူးခဏချာတော့စစ်ကူရောက်လာတဲ့အတွက်ကြံတဲ့ရဲဘော်တယောက်ထထိတယ်အဲ့ဒီဒန်ရန်ရဲ့ရဲဘော်တွေကိုကားပြက်ကူပေးရင်ဆွဲထုတ်ပြီးတော့မှပြန်လဲစုခွာခဲ့ရပါတယ်ကျွန်တော်တို့အနေနဲ့ကဂျင်အားရောက်လဲနေချွေရင်ချဲ့တွေအကြောင်းပြန်လဲစုခွာခဲ့ရတယ်ဖြစ်ပါတယ်ဆိုပြီးတော့မှပခုတ်ကူဟန် MLA တရင်တစ်ခွဲတစ်ကားနဲ့ပြီးတော့မှတောင်ရှိသူတို့ကပြောဆိုထားတာပါနော်ဆိုတော့ကျွန်တော်ခုဆိုရင်ဒီကပ္ပဆ27ကိုစစ်ကိုလာတဲ့စစ်ကောင် CS အကြောင်းတစ်ခုလုံးလိုက်ကို ကျွန်တော်တို့တော်လိုက်တဖို့နဲ့နေပြီးတော့မှချိန်မိုးနိုင်ခဲ့တာဖြစ်ပြီးတော့မှစခွေဆက်တကောင်ကတော့မျောစာဖြစ်သွားတယ်လို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့အချမ်းဖက်မျောလိုက်ပါဝင်နေတဲ့တကောင်ကောင်းဆောင်တချို့တယောက်မဲ့နစ်၈၀ပြည့်ရုရှားယင်ပြင်းဒီအောင်ပွဲခါနာလုံချွေးတော်ဝင်မယူဘူးဆိုပြီးတော့မှယူကရိန်းသမ္မတဇီလန်စကီကနေပြီးတော့မှတရီပေးပြောကြားလိုက်တဲ့ဟာပဲဖြစ်ပါတယ်။နစ်၈၀ပြည့်ယင်ပြင်းဒီအောင်ပွဲထိမ့်မှတ်တွဲမေလ၈ရက်နေ့ကနေပြီးတော့မှမေလ၁၀နေ့အထိပြစ်ခတ်ရဆဲဖို့ရုရှားသမ္မတပူတင်ရဲ့အဆိုပြုချက်ကိုယူကရိန်းသမ္မတကပယ်ချခဲ့ပြီးတော့မှ ရုရှားနိုင်ငံထဲမှာမေလကွေနေဖြစ်ပေါ်လာမဲ့အခြေအနေတွေအတွက်လည်းတဝန်ယူမှုမရှိဘူးဆိုတော့မှတဝန်ပြောဆိုလာတာပဲဖြစ်ပါတယ်ဆိုတော့ရုရှားသမ္မတအနေနဲ့ကတော့ဟိုစဉ်သူတို့ယင်ပီနီအောင်ပွဲအထိမ်းအမှတ်အနေနဲ့ပေါ့နော်ကျင်းပဖို့လို့နေတာပြမမြောက်လိုင်းကိုလည်းဖိတ်ခေါ်ထားတာဖြစ်တယ်လို့ကျတို့ယူကရိန်းသမ္မတကလည်းပြမအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှလုံအောင်ကိုတဝန်မခံဘူးဆိုပြီးတော့မှပြောကြားလိုက်တာပဲဖြစ်ပါတယ်ယူကရိန်းသမ္မတအနေနဲ့သာသူတို့အနေနဲ့ဒီလိုမျိုးဒီစစ်စင်ရေးတွေလှုပ်ဆောင်ခဲ့မယ်ဆိုတော့မြောက်လိုင်းရဲ့နဖူးတက်တဲ့ကိုဒီရှင်းပြဖို့ပေါ့နော်ကျတို့ တော်လိုင်းရေးပြည်သူတွေဘက်ကနေပြတော့မှလည်းအားပေးစကားတွေပြောဆိုနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျင်းပါကတော့တင်လီလီကနေပြတော့မှအခုဆိုရင်တရုတ်ဖီးယားနဲ့စစ်ကောင်စီရဲ့ရုံမှမှုတွေပေါ်မှာသူတို့အနေနဲ့ကလုံအောင်လက်တင်မခံမဲ့နဲ့ကျွန်တော်တို့ NUG ပေါ်မှာမေးပူပေါင်းတက်တွေနဲ့အဆုံးစွန်ဒီစစ်ကောင်စီနဲ့အာဏာရှင်လူသူစုကိုဖြိုချမယ်ဆိုပြီးတော့မှတယ်ဝင်ပြောကြားထားတဲ့အလိုင်းနဲ့စာချင်ပါတယ်။သူတို့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်။ ဒီအာဒီတော့ဆိုဆိုမှာဘယ်လောက်ဒီအာဒီပိခရစီကဘယ်လောက်ဖြစ်မလဲဆိုတော့ဒါဒီကျူတင်ပြောရဖို့တော့ခက်ခဲပါတယ်ဒါပေမဲ့လည်းသတော်တော့ကဒါကျွန်တော်တင်ပြသွားလို့ဒါလာမဲ့ရှစ်လပိုင်းဩဂတ်စ်လတည်းမှာဆက်ရမှာဆွနေဖို့ရှိပါတယ်နော်ဒါကျွန်တော်ဘက်ကတင်ပြတင်ပြချက်ကတော့ဒါကျွန်တော်လက်ခံနေတဲ့နေထိုင်တော့သတော်တော့ကအာဒီတင်ပြပြီးပါပြီကျွန်တော်ဘက်ကတော့လောဆယ် ဒီအချက်တော့ချက်မှာကျွန်တော်ရည်သိထားပါတယ်ဒီမှာတစ်ချက်ကတော့ရောက်တဲ့နေရာကနေမှာနှစ်ဖက်သက်အဲဒီရက်ဖို့ပေါ့နော်ရက်ရက်ဖို့နောက်ရောက်တဲ့ချက်ကတော့ဒါဒီတက်ခဲမှုတွေရက်ဆဲဖို့ပေါ့နော်ခုနလေးချောင်းနဲ့ရောဒရုန်းနဲ့ရောအလင်းလေးကြီးနဲ့ဒင်းနဲ့ရောခုနအဲလိုတက်ခဲမှုတွေကိုရက်ဆဲဖို့ဖြစ်ပါတယ်တတိယအခုတော့ဒီလူထုတွေသွားလာနေပို့တဲ့လူထုတွေတို့ရေစာဝန်ကြီးဒီစာဝန်ကြီးကိစ္စတွေဖြစ်ရှင်နေပို့တဲ့လူလူလူလက်သွားလာခုပြုဖို့ကျွန်တော်ဟိုတောင်းဆိုဒီအစုပ်ပြုထားပါတယ်ဆိုတော့ဒီသုံးချက်ကိုဒါကျွန်တော်ရက်တိထိုင်းမှာဒီ လုံးချက်မှာနှိမ့်နိုင်လို့ဘယ်လောက်ဒီစင်ပြလာမလဲအဲ့ဒါမှမူတည်မှာဒီဟာကဘယ်တော့ဖြစ်မလဲဆိုတာမျိုးကိုအဖြေအပေါ်မှာဖြစ်ပါတယ်နော်ဘယ်နည်းပဲချင်းပဲရဲ့ဆိုတာမျိုးအာရက်တမတ်ဖို့ကာလတမတ်ဖို့တော့ခက်ခဲတယ်လို့ကျွန်တော်အလုံးအာနားလည်ပါတယ်အာဆိုတော့ဒီအစောဆုံးကဒီမာမိတ်ဒီနဲ့ပတ်သက်တဲ့ကိစ္စပါနော်မာမိတ်ပတ်သက်တဲ့ကိစ္စမှာဆိုတော့ဒါသိချပါလေဒါကျွန်တော်ရဲ့မြန်မာနိုင်ငံသူပြည်ငါးနာအားလုံးရဲ့ဒီကအတူတူပါပဲဒီဒါကျွန်တော်တရဏလုံးအရင်ပြပြပြောင်းလဲရေးပါနော်အာတော့ဖို့တဲ့ဒီမဲအဒီတစ်ဖက် တဲ့တစ်ခွက်တည်းတယောက်တည်းဦးတည်းဘယ်လိုလူမျိုးတင်းမျိုးတည်းမရပါဘူးကျွန်တော်စုပေါင်းမိမှညီညီမျိုးနဲ့ဆက်လက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီကိစ္စကမှမဆိုင်လဲဒါကျွန်တော်ဆက်လက်မှအကောင့်ထရမှာဆက်လက်မှအကောင့်ထဲပေါ်ရမယ်ဆက်လက်မှညီညီမျိုးနဲ့တက်ပတ်ဝင်သွားမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဖြေချလိုပါတယ်ကျေးဇူးပါခင်ဗျာဆိုတော့ဒီမှာ TNL ဘက်ကနေပြမတော်နေနေပေါ့နော်စစ်ကောင်စီကိုဆုံဆုံဒီတိုက်ခတ်သွားမယ်ဆိုပြမပြောကြားထားတာပြမကျွန်တော်မမေပူဝန်တော်တွေနဲ့ပူပေါင်းပြမလက်တွဲသွားမယ်ဆိုတဲ့အထင်မျိုးလဲ ြောကြားတော့တယ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့တရုတ်ဖျားနဲ့သူစစ်ကောင်စီရဲ့ရုံးမှမှုတွေကိုတင်နလီနဲ့သူတို့ရဲ့ပြောစကားတိုင်းဂရိတီပြည်တော်မှာအဆုံးစွန်ဒီတိုက်ခိုက်တော်မလားဆိုတော့စောင့်ကြားမှာဖြစ်ပြီးတော့မှအကယ်၍ဒါဒီလိုမျိုး account ထဲ follow ခဲ့မယ်ဆိုတော့ကျွန်တော်ပြည်သူတွေကလည်းပြီးတော့မှအစင်မြတ်ချိုးဆိုတဲ့ဆိုတဲ့အကြောင်းလိုက်ထပ်ပြီးတော့မှပြောလို့ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှပဲကိုစီရနဲ့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်နေဆက်ဒီငယ်အေဂျင့်ဆိုတဲ့ခေါင်းစဉ်ကိုလာမပြောနဲ့မင်းတို့တိုက်ပြီးတဲ့အချုပ်အခြာအာဏာကိုတွားလို့မကြတော့ဘူး မင်းတို့တိုင်းပြည်ရဲ့အချုပ်ချံအာဏာကိုတွားလို့လည်းအဖွဲ့အစည်းမကြိုက်လို့လုပ်လိုက်ငါတို့တိုင်းပြည်ထဲမှာတည်ငြိမ်ရေးထက်ကိုအာဏာရှင်အမြင့်ပြက်ရေးမှာတည်တည်ငြိမ်မှာငါတို့တိုင်းပြည်တည်ငြိမ်မှုအတွက်အာဏာရှင်ကိုအမြင့်ရင်ဖြတ်နေတာအဲ့အာဏာရှင်အမြင့်ဖြတ်မှာငါတို့တိုင်းပြည်တည်ငြိမ်မှာအဲ့တော့ငါတို့တိုင်းပြည်ကိုတကယ်တည်ငြိမ်စေခြင်းနဲ့စေတနာရှိလို့ရှိရင်မင်းတို့တရုတ်ပြည်အနေနဲ့ငါတို့တိုင်းပြည်ရဲ့အာဏာရှင်အမြင့်ဖြတ်ရေးမှာပါဝင်ကူညီပေး အဲ့လိုမဟုတ်ဘဲနဲ့အာနာရှင်ကိုလက်ကကာလာပြီးတော့ဒီဘက်မှာအမြင့်ပြားကြီးလာအောင်ကြောင့်မင်းတို့ခင်ဗျာခံလိုက်ကြပြီးတော့ပြောလိုက်ရှင်းရှင်းလေးပဲเนาะဒါကြောင့်မို့လို့ကျွန်တော်တို့လက်ရှိတော်လိုင်းကြီးအခင်းကြီးဟာအခု TNN တွေကခေါင်းဆောင်နေတာအဲ့ဒီစိတ်ရင်းအမှန်နဲ့တကယ်ရှိမယ်ဆိုရင်ကျွန်တော်တို့ပြည်သူအားလုံးက TNN တွေတပ်ဖွဲ့ဝင်ခေါင်းဆောင်ပြီးအနောက်မှာအားလုံးရက်တည်ပေးရမယ်လူတောင်းဆိုသွားတယ်လို့เนาะတအောင်အမျိုးသားတွေအတော့ပဲမဟုတ်တော့ဒါ TNN တွေကနော်ဘုဒ္ဓထုံးမြတ်နိုင်ပြောလိုက်တဲ့စကားတစ်ခုကြောင့်ရခိုင်တပ်တော်အေးအေးဟာရခိုင်တွေအတော့ပဲမဟုတ်ဘူးတတိုင်းပြည်လုံးမှာရှိတဲ့တိုင်းသားပြည်သူအားလုံးအတွက်ဝိုင်းကူညီပြည်သူကလည်းဝင်းရံတယ်လို့ အေတက်ဘွက်ကလည်းတိုင်းတဲ့ပြည်သူအားလုံးကိုလုံနေတယ်ဒိုနီလက်ကောင်းနဲ့အခုတီအန်အန်နေကလည်းအဲ့ဒီပုံစံအတိုင်းလာတကယ်တူဟာမှန်ကန်တယ်ဆိုရင်ဒီအတိုင်းခေါင်းဆောင်တိုင်းကလက်ကင်ထားမယ်ဆိုရင်မြန်မာပြည်သူတရက်လုံးမှာတီအန်အန်နေကိုဝင်ရမယ်ဒါရှင်းရှင်းလေးပဲအကယ်၍တီအန်အန်နေဟာတရုတ်ကပြည်အားကိုနာခံပြီးတော့မြန်မာပြည်သူ့ရဲ့စံနှုန်းကိုပြုလို့ရှိရင်တီအန်အန်နေဟာလည်းမြန်မာပြည်သူ့ရဲ့ရန်ကိုပြောရတယ်ဒါကအတက်ရောက်မှုရဲ့လုံဆောင်မှုရဲ့အချိုးတက်ရောက်မှုတွေရှင်းရှင်းလေးပဲအခုချက်ချင်းတိုင်းနိုင်ငံပြည်ပါတီအခုပေးတစ်ခုတွေ့လာတယ်ကျန်ဖို့ကပေးပြန်ထောင်းတယ်ဘာလို့ကမှန်းဆိုတော့တော့ပြီးရင်တင်ပေးမယ်နော် ဘာလို့ကျွန်တော်အောက်တန်းစားမျိုးတွေလူတိုင်းဝဲမှာမရှိတဲ့ကောင်းတယ်ပေါက်ပန်းလေးဆက်လိန်ညာနဲ့ကြာပြီးပြည်သူချင်းထဲမဲ့ကောင်းမျိုးတွေအဲ့တော့ဒါဥပမာတစ်ခုပြောပြရတာကကျန်းမာရေးဖွံ့ဖြိုးရေးပါတီအနေနဲ့လက်ရှိခေါင်းဆောင်ပိုင်းအားလုံးကမျိုးနဲ့အစင်းရံစားပြီးခရိုင်ဘဟုအစင်းကြီးစစ်တပ်ကဘောင်းမချွတ်ထားတာကောင်းကြီးပဲတာမန်ပြည်သူမပါဘူးအဲ့ဒါပေမဲ့အဲ့ဒီကျန်းမာရေးဖွံ့ဖြိုးရေးပါတီရဲ့လှုပ်ရက်ကြီးလက်ရှိအာဏာတိုင်းမှုနဲ့သူတို့ဖျောက်ပေးခဲ့တာနော်တိုင်းပြည်ပြောင်းလဲသူတို့လှုပ်ပေးခဲ့တာအခုလက်ရှိရွေးကောက်ပွဲမှာတယောက်ထဲပြေးပြီးတော့ပန်းနဲ့ယူလို့မရတဲ့သူတို့ပဲအဲ့တော့ဒါပေမဲ့ဒါကြောင့်မလို့ပြည်သူကသူတို့ကိုရန်လိုဖြစ်တတ်မှတ်တာ နော်အဲ့တော့ကြမ်းကန်ခွင့်မျိုးအနေနဲ့ပြည်သူရန်သူဖြစ်တတ်မှတ်သားနေပြည်သူအချစ်တော်ဖြစ်ဖြစ်ရှင်လက်ရှိအာဏာရှင်အမြင့်တက်ရေးမှာမင်းအောင်နိုင်ပိုက်တဲ့နေမှာပြည်သူနဲ့အတူတူတရားရက်တည်လိုက်ရွေးကောက်ပွဲမဝင်ဘူးပြည်သူနဲ့ရက်တည်မယ်လို့ကြေညာလိုက်ကြမ်းဖို့ပါတီအနောက်မှာပြည်သူတွေရက်တည်ပြီးဖြစ်လိုက်လက်ရှိနိုင်ငံရဲ့အခင်းကြီးဟာလေ LND တခုတည်းတွားကျင်တယ်တွားနေတယ်တွားနေတယ်ပြောရမလားအဲ့ဒါလိုတွားနေတဲ့လူတွေမေးကျင်တယ် LND တခုတည်းဥဆောင်မနေလို့နောက်ထပ်ဥဆောင်မဲ့ပါတီရှိလို့လားအဲ့အဲ့လိုဥဆောင်မဲ့ပါတီရှိလာနိုင်မဲ့လာမဲ့နိုင်ငံရဲ့အခင်းကြီးမှာဖြစ်လာမယ်ဆိုအခုနေကြက်ဖို့အနေနဲ့မင်းအောင်နိုင်စစ်ကောက်စီရလှုပ်မဲ့ ရွေးကောက်ပွဲကိုလုံးဝလက်မခံပါဘူးပြည်သူနဲ့တူတရားနဲ့ရက်တည်မယ်လို့လာကြေညာလိုက်အဲ့ဒီတော်နယ်ရေးအလွန်အကာဟမှာကျွန်တော်တို့တိုင်းပြည်ဟာပြည်သူနှစ်ခုရွေးချက်စရာဖြစ်တဲ့ပိုင်းကြိုးရတယ်ကဲဆိုတော့ဗောဒီမှာကိုစီယာနေပြမပါနော်ဒီကျွန်တော်တို့ TNL ရဲ့သဘောထားထုတ်ပြန်ချက်ဆိုတော့ပြည်သူတွေရဲ့စံနှုန်းနဲ့ကန့်ကြီးတယ်ဆိုရင်တော့ပြည်သူတွေဘက်ကနေပြီးတော့မှဆွန့်ဆွန့်တိသူတို့နဲ့အတူရက်တည်တော့မယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်အလုံးလက်တည်ထားတဲ့အတိုင်းကြံ့ဖို့ဆိုရင်လည်းကျွန်တော်တို့စစ်ကောင်စီရဲ့ အခုလိုမျိုးဖျားပေးခြင်းကိုခံရတဲ့အချိန်မှာသူတို့အနေနဲ့ကတော့အနောက်ကနေပြီးတော့ကြောထောင်းနောက်ကန်လို့ပေးမှုတွေနဲ့သူပြည်သူတွေအကျင့်တက်ပြီးတော့လှုပ်ဆောင်နေတယ်ဆိုတော့လဲတွေ့ရတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့တောင်ကြီးကတရရင်မှုတို့လေမရရဲ့တောင်ချမ်းမှုကိုတင်ဆက်ထားတဲ့ပေါ့နော်။သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်။ဒီတစ်ခါမှာတော့ Donna TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့အာဆာယာ30ကစစ်တီတဝီရေးတာပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင်။ကျွန်တော်ကတောင်ကြီးအခြေဆိုင်အမှတ်30အစိမ့်ဆက်သွယ်မှုတရင် အစရ30ကစစ်တီတပ်ဦးဖြစ်ပါတယ်။လက်ရှိတရင်မှုအစရ30ကိုတရင်မှုအဖြစ်စတင်ရောက်ရှိလာခဲ့တဲ့28ရက်တလ2025ကစပြီးမမရဲရဲဆက်ဆံတက်တဲ့သူ့ရဲ့ဇယက်ကြောင့်ယနေ့အချိန်ထိတပ်တွင်းရှိအရာရှိစစ်တီရဲမြေများနေ့စဉ်နဲ့အမျှစိတ်ဆင်းရဲနေကြပါတယ်။တရင်မှုတွေမကပဲသူစနီးကလည်းတပ်တွင်းကအရာရှိစစ်တီရဲမြေတွေအပေါ်မောက်မောက်မမဆက်ဆံပါတယ်။သူ့ကိုတရင်မှုထက်ကြောက်နေရပါတယ်။သူတို့အိမ်မှာတာဝန်ပေးရထားတဲ့စစ်တီတွေဟာလည်းမနက်ခင်းမိုးလင်းမှောက်ကိုကြောက်နေကြပါတယ်။ စီလိုအပေါက်ရှာခိုင်းပြီးစိတ်တိုင်းမကြရင်အမြဲဆူရတော့သူတို့အိမ်ကိုတာဝန်အရသွားရမယ်လို့အတွေးပေါ်လာရင်ကိုထွက်ပြေးခြင်းစိတ်ကမနေထိနေရတယ်လို့ပြောနေကြပါတယ်။တရင်မှုဟာအရာရှိစစ်တီများကိုစဲရင်လေမအေးနှမနဲ့ကင်တုတ်ပြီးရစရာမရှိအောင်စဲပါတယ်။အထက်ကတာဝန်ထက်သူ့ကိုယ်ပိုင်အကျိုးစီးပွားကိုသာဦးစားပေးပါတယ်။စစ်တီတွေကိုတော့အစီအပြေသလားတခါမှမမေးပါဘူး။သူဖြစ်ချင်တာလိုချင်တာပဲပြောနေပါတယ်။ဒီတိုင်းဆက်သွားနေရင်တက်တွင်းနေအရာရှိစစ်တီတွေခွင့်မဲ့ပြက်ကွက်မှုပုံများပြသွားနိုင်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိရှိအောင်ကိစ္စပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်အောင်တွေရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အဆက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီမှာကျတော့ကြားတဲ့အချိန်မှာစက်ကွန်စီရပါတော့။တရုံမိုးလေးမရဆိုတော့ ။ဟမ်ပဲရင်းရင်းနဲ့သူတို့အောက်ခြေတပ်သားတွေပေါ်မှာဆစ်ဆန်နေတော့တွေ့ရတဲ့ပဲဖြစ်ပါတယ်။အားလုံးလည်းတည်ထားတဲ့အတိုင်းစစ်ခွေးတွေအနေနဲ့ကတော့အယားရှိနဲ့သူတို့အောက်ခြေဆိုတဲ့ပုံစံမျိုးတွေထိခွဲခြားဆစ်ဆန်မှုတွေရှိနေတာပဲဖြစ်ပြီးတော့မှာအခုဆိုရင်ကျွန်တော်ပြည်သူတွေတမကသူတို့ဒီတပ်တွင်းမှာပါကျွန်တော်ပုံကမိုးတွေပြီးတော့မှပါနော်ဖိနေချိုးချံမှုတွေရှိနေတယ်ဆိုတော့လည်းကျွန်တော်နေ့စဉ်မြကြားနေရတာပဲဖြစ်ပါတယ်ပြည်သူတွေကလည်းပြီးတော့မှကားလန်းနေတဲ့အချိန်မှာအလီမြန်ဆုံးကိုပြောင်းခလုံးတင်နေပြီဆိုတော့ကျွန်တော်လည်းထပ်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့ကနောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဘောမျိုးတိုင်းတက်ပွဲမှာကယ်ရင်နဲ့သူတက်ပွဲဝင်နေတဲ့ A ရဲ့အကြောင်းကိုကျော်မြတ်မြတ်နေပြီတော့ဘယ်လိုမျိုးခြေခွက်လောက်မျိုးဆိုတာပြောထားမလဲဆိုတာစပီတော့မှခြေလဲရအောင်နော်ထွန်းမြတ်နိုင်က A ထွန်းမြတ်နိုင်ထွန်းမြတ်နိုင်ကထွန်းမြတ်နိုင်ကနေပြီးတော့ A ရဲဘော်တွေကိုဒီဒီ KIA နဲ့အတူမှာဗမောတိုင်ဘက်မှာဝင်ပူးပေါင်းတိုက်နေတဲ့ A ရဲဘော်တွေကိုလှမ်းပြီးတော့ဗီဒီယိုကောနဲ့စကားပြောပြီးပြောတယ်တဲ့နော်အာမကြောက်အောင်မဆင်တော့မှမို့လို့ဆိုပြီးတော့ပြောတယ်တဲ့ဘိုးချိုးထွန်းမြတ်နိုင်ကမကြောက်အောင်မဆင်တော့မှမို့လို့အားတင်းထားကြပါညာဆိုထွန်းမြတ်နိုင်ကအားပေးတယ်တဲ့နော်ဆိုတော့ပြောရရင်တော့ဒီ ်။ KIA နဲ့ကချင်ကရခိုင်နဲ့ AA တို့ထားရမှာအကောင်းဆုံးမဟာမိတ်ဖြစ်တယ်။ဘာညာပေါ့။အဲကြောင့်မလို့အတင်းတာဘာညာပေါ့။ငါတို့ AA တွေကကချင်ပြည်သူပြည်သားတွေကျေးဇူးဆမဲ့ချင်းဒီနေ့ချင်းအကောင်းဆုံးချင်းပဲ။နော်။အဲ့တော့ဗမော်တိုက်ပွဲမှာပါဝင်တိုက်ခဲ့တဲ့စစ်စစ်တို့ရဲဘော်တိုက်ခဲ့ပါရန်သူမညာနဲ့အဲနော်။ဗမော်မျိုးကြီးကိုသိမ့်ပိုက်ပြီးတော့သိမ့်ပိုက်ပြီးတော့ကချင်ပြည်သူလက်ဆောင်ပေးကိုစစ်စစ်တို့စူးစမ်းကြပါစသဖြင့်ပေါ့။ထွန်းမြတ်နိုင်ရဲ့သူ့ရဲ့ရခိုင်တွေကို AA ရခိုင်တွေကိုဒီကချင်လေးတို့အသေးခံခိုင်းနေတယ်။ထွန်းမြတ်နိုင်ရဲ့သူထွန်းမြတ်နိုင်ကြီးကရောင်းစားမြင်မြင်နေကြီးရတာ။ထွန်းမြတ်နိုင်ကြီးကြီးရတာ။ AA တွေကို AA ရခိုင်တိုင်းသား AA တွေကိုနော်ဟို KIA စီမှာရောင်းစားမြင်မြင်နေကြီးရတာ။ နော်သူလည်းရောင်းစားရတယ်ကြည့်ရတယ်ဘာလို့လဲဆိုတော့ရှမ်းတော့တော်တစ်ခါရောင်းစားပြီအခုလည်းတစ်ခါရောင်းစားပြီထပ်ပြီးတော့ရောင်းစားရောင်းစားဆိုတော့အဲ့ဒီတိုက်နေတဲ့ AA တွေကဘာတို့တိုက်နေမှမသိသေသွားတာပဲအခုရှမ်းတော့တော်လည်း AA တွေဝင်တိုက်ခဲ့တာပဲသေကုန်တာပဲသေသွားတဲ့ AA တွေဘာတို့တိုက်မှမသိဘူးရှမ်းတော့မှသေသွားတယ်ရခိုင်ပြည်ကရခိုင် AA တွေကရှမ်းတော့မှသေကုန်တယ်အခုလည်းရခိုင်ပြည်ရခိုင် AA တွေကကချင်ပြည်နယ်ဗမော်ထဲမှာသေအောင်ပဲသေကြအောင်ပဲသေးကြအောင်မယ်အဲ့တော့ဘမော်မှာအခုသေးကြအောင်ဆိုထုံးမြနိုင်ကသူ့လူတွေသူလှမ်းပြီးဆက်တဲ့အားပေးရတယ်ဆိုတော့သူ့လူတွေဘလောက်တော့သွေးလေးချောင်းချနေပြီလဲဆိုတာအဖြေထွက်နေတယ်ပြန်တွေးကြည့်သူတို့စိတ်ထဲမှာတော့နိုင်ကနိုင်နိုင်တော့မှမလို့အားပေးတာနိုင်တော့မှမလို့အားပေးတာလား အတအောင်လို့အားပေးနေရတာလားဆိုတာမိကွန်အဲ့ဒါဘာလဲဆိုတော့အဖြေရထွက်နေပြီလားဒါကြောင့်ကျွန်တော်ကြည့်ရဗမာနိုင်နေမိနိုင်နေပြောနေမိကြည့်ရတာဗမာနိုင်နေပုံမပေါ်ဘူးချီနေကောင်းလို့ပုံမပေါ်ဘူးကြည့်ရတာဗမာတို့တော့အထိနာနေတဲ့ပုံပေါ်တယ်ဒါကြောင့်မို့လို့လေတို့အသေးတံကိုဒါခါတဲ့ဗမာနဲ့ပတ်သက်ပြီးအသေးတံကိုဖြစ်နေတွေ့ရတယ်အဲ့တော့တက်နေနေကအခုအချိန်မှာဗမာတို့တို့တိုက်သေးတော့တိုက်ပြီးလို့ဆုတ်ပေးလိုက်လေဘာမှမဖြစ်ဘူးဗမာပြို့တို့ရသွားလဲဘာမှမဖြစ်ဘူးတက်တကဘာလို့ဆိုတော့တို့ရသွားလဲတို့ဗမာဘလို့အုပ်ချုပ်လဲအုပ်ချုပ်ရတယ်အုပ်ချုပ်အုပ်ချုပ်တော့နေ့စဉ်လေးရင်ပြန်ပြီးမယ်ဘာမှမလုပ်နိုင်တော့နေ့စဉ်လေးရင်ပြန်မယ်နေ့စဉ်လေးတစ်လုံးတစ်လုံးပြည့်ကျွေးမှာဗမာမှာရှိတယ်ဗမာတိုက်ခြေကဒေသကပြည်သူတို့ထွက်သွားကြပြီတော်တော်လေးထွက်ပြေးကုန်ကြပြီ တော်တော်များများထွက်ပြေးကုန်ကြပြီမထူပေါက်กว่าတေလဲတေပဲဆိုတော့กว่าဆိုပေကနေတဲ့လူတွေပဲနည်းနည်းပဲကျန်တော့တယ်အဲ့တော့ရှင်းရှင်းပြောရရင်တော့ဗမော်ရဲ့မြို့ကြီးမြို့ကြီးပေါ်မှာရောမြို့ပတ်ပတ်လဲမှာရောရွာသားတွေတော်တော်များပြေးပြေးတာလဲလူတွေကိုပြေးကြပြီအဲ့တော့ဒီတိုင်းသွားရင်ဗမော်ကပြာချမယ်မြို့မြို့ကပြတ်မယ်အဲ့တော့မြို့ပြည်ကြီးဆက်ဖြစ်ဦးမယ်ဗမော်ကနော်ဆိုတော့သူတို့ပြောတဲ့မြို့တွေကိုဟိုတိုက်ပွဲမြို့သိမ်းတိုက်ပွဲဆိုမြို့ကိုသိမ်းတာပါလဲကြမြို့ပြည်ကြီးကိုသူတို့ ဖြစ်အောင်လုပ်တာလားလို့မေးရမှာဖြစ်တယ်မြို့ပြကြီးဖြစ်အောင်လုပ်တာလားမြို့သိမ်းတာလားဆိုတာသူတို့ကလည်းပြန်ဖြေရအောင်အဲ့တော့စောင့်ကြည့်ပါဗျာဘမောကတော့အကဲစစ်တပ်ကနောက်ဆုံးပေးလိုက်လေကျွန်တော်တို့တော့မထူးကြဘူးကျွန်တော်တို့တော့တိတ်ထူးကြတဲ့ကိစ္စလို့မခံဘူးမခံယူနောက်ဆုံးပေးလိုက်လေနောက်ဆုံးသူတို့ရမှာမြို့ပြကြီးပဲမြို့ပြကြီးရသွားမှာအဲ့တော့မြို့ကံပြည်သူတို့တော့မနေနိုင်ဘူးမနေရဘူးမနေကြဘူးမနေချင်ကြမနဲ့ပြန်ပြေးခုနပြီးမှပြေးလာကြအဲ့တော့နောက်ဆုံးမပါဖြစ်မယ်နောက်ဆုံးမပါဖြစ်လို့ဆိုမြို့ပြကြီးနဲ့ပဲဒီကောင်လေးဖြတ်ထားတဲ့ဘက်တင်သွားအခုဘမောထဲမှာရှိတယ်ဘမောနဲ့ပြေးလာတဲ့ပညာသင်တဲ့ចောင်းသားလေးတွေအခုမန္တလေးရောက်နေကြတယ်ဘယ်လိုလုပ်ကြလဲစောင့်ဖို့မဖြစ်နိုင်တော့ဘူး နောက်တစ်ခုကဗမောကနေပြေးလာတဲ့လူရှိတယ်လောကမျိုးစုံရှိတယ်ကျွန်တော်တို့လည်းဒီနေ့ဆက်ဆက်တော့ရှိပါတယ်ဗမောကဒုက္ခပြီးတော့ပြေးလာတဲ့လူရှိတယ်ဆိုတော့တတွေ့ကြည့်ရင် KIA ရဲ့ရည်မှန်းချက်ကဗမောမျိုးကိုဖျက်တယ်ဖျက်တဲ့သဘောပဲဖြစ်နေပြီမျိုးသိမ်းတာမဟုတ်ဘူးအဲ့တော့ဗမောမျိုးကို KIA အဲ့လိုရွေးချက်ရှိဖျက်နေပြီဆိုရင်နတ်ဆက်ကတက်တက်ကအကောင်းဆောင်နေရလဲ KIA ဂွမ်မောတို့နေတဲ့မျိုးအင်ပန်လာတို့နေတဲ့မျိုးတွေရောအကောင်းထားဖို့တက်လာကျော်မြတ်ရတော့ပြောနေပြန်စားပြောနေတာပါနော်ကျွန်တော်ခုစံဗမောမျိုးကိုသူတို့အနေနဲ့မိလောင်တိုက်တွန်းပြမယ်ဆိုပြီးတော့မှချင်းချောက်ပြောဆိုလိုက်တာပြီးတော့မှ ကျွန်တော်ခုဆိုရင် AA နဲ့ပေါ့နော်ကျွန်တော် KIA PDF ဖုန်းတပုတ်နဲ့နေပြီးတော့မှတပုတ်မှပြီးတော့မှထိုးစစ်စင်နေတော့ကြောက်လွန်းလို့ကိုဒီမျိုးရန်တဝိုက်ကိုမီးလောင်တဲ့တွင်ပြီးတော့မှဘုံကျဲမှုတွေစစ်တိုက်လို့ဆောင်တင်နေဆိုတဲ့အကြောင်းမျိုးတွေနဲ့လုံးဆောင်ပြောဆိုမှုတွေပြောလွန်းနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဘုံမအောက်တန်းစားတွေကနေပြီးတော့မှကျွန်တော်ပြည်သူတွေကိုတက်ဖြတ်ဖို့ အနောက်ကွယ်ကနေပြီးတော့မှအပီလို့ဆုံနေတယ်ဆိုတော့လည်းတွေ့တာပြီးတော့မှဒီကျော်မင်းမြစ်စကားဆိုတော့တော်တော်လေးကိုတရားလွန်နေတယ်ဆိုတော့လည်းတွေ့တယ်ပဲဖြစ်ပါတယ်ကျော်မင်းမြစ်စကားနဲ့ပတ်သက်ပြီးတော့မှချစ်ရှုနေကြတဲ့မိဘပြည်သူတွေကနေပြီးတော့မှကိုယ့်ရဲ့မိလေးတွေကိုလည်းခြိုက်ပိခဲ့ချဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ကတော့ဘောမျိုးတင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပဲဒီဘူလလဆွေရနေပြီးတော့မှဘလိုမျိုးအားချောင်ပြောဆိုထားအောင်မလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်မနေ့ကအာထုံညနိုင်ကို PI ရ တော့ကုညီတောင်းတာပေါ့ခင်ဗျာအေးအေးတသားတစ်ထောင်လောက်ပို့ပေးပါဆိုထုံးနဲ့နဲ့ပို့ပေးရဲအဲ့ဒါဒေါ်လာတို့တန်း20ပေးရတယ်လို့ပြောတယ်တကယ်တော့တန်း20လည်းကထုံးနဲ့နဲ့တော့ပတ်စံရအောင်ပါတော့ထုံးနဲ့နဲ့ဗီဒီယိုကောနဲ့အေးအေးဒီဟာနဲ့အာတကယ်ရငါတို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်အဲ့ဒါပမောတိုက်ပြီးတော့တဲ့တို့လက်ဆောင်ပေးပါအဲ့အသေးခံတိုက်ပါအဲ့ပမောအဲ့တို့အဲ့လိုပြောတယ်တို့ကတော့ဗီဒီယိုကောနဲ့ပဲပြောတယ်ဟိုကောင်တွေကတော့ဗီဒီယိုတကန်းပေါ့ဗီဒီယိုတကန်း ဗီဒီယိုတကန်ကနေတော့ပြောနေရပါတော့နော်ဟိုကောင်ကတော့အတင်ခံချောက်အဲ့တော့ဆိုလိုတာကတော့အေအေတွေကတကန်ကနေသူချင်းပြီးတယ်ပတ်ပြီးတော့ဒီရောဆော့ဘက်ကနေဟိုဘက်ကိုတက်သွားဒီကောင်ကတက်သွားပြီးတော့အခုဗမောဟိုရောက်တယ်ညရောက်တယ်လို့ပြောတယ်အဲ့တော့ဗမောကတိုက်ပွဲကကြီးလာမယ်အဲ့တော့ဗမောကယူဆိုင်ရမယ်စကကက27တိကျကယူဆိုင်ရမယ်အေအေကတထောင်လောက်သူကစကူပူထားတယ်အဲ့ဒါကိုအတိခံတိုက်ဖို့ပြောတယ်အဲ့ဒါကိုဟိုကဒေါ်လာနဲ့ငှားတယ် KIA ကဟိုရှီထူလို့ခေါ်တဲ့နေရှားတက်တူတွေရောင်းပြီးရတဲ့ပစံကို ဟိုကဟိုပေးလိုက်တကယ်ကိုပေးရင်ကြာရတော့သူပြန်တယ်ကတော့ထောသွားပါတော့သူတပည့်ကျတော့သိပါပဲဒီပါပဲအဲ့တော့ကျွန်တော်တို့တက်ကမပေါ်ဘူးလို့လေအဲ့ဒါလေးလာသတိပေးတာဆိုတော့ဘူလေလာဆိုပြောတဲ့ပုံစံရတော့အခုဆိုရင် AA တထောင်ဝင်ချင်ရနေပြီးတော့မှဘောမျိုးကိုလုံးဆုံးနှိမ့်ချနိုင်ဖို့ပါနော်စတင်လို့ရှာနေပြီဆိုတဲ့ပုံစံမျိုးတွေအထိအချောင်ပြောဆိုနေတော့တွေ့တာဖြစ်ပါတယ်ဒါပေမဲ့သူတို့ပြောချင်တဲ့ပုံစံရတော့သူတို့ပီတိုတွေနဲ့တော်လိုင်းတဖို့မနေကြတဲ့မှာသူခက်တရှုတဲ့နေလာတွေနဲ့ခုဆန်ဆက်လက်သုံးချပြီးတော့မှကျတော့ဒီဘူချုပ်ထွန်းမြင့်နဲ့ပေါဝင်ကြတဲ့ဒီဘူချုပ်ဝန်မော်တို့အိုးစုကနေပြီးတော့မှ သူတို့အခြေတပ်သားတွေကိုအသေးခံထိုးကျွနေတဲ့ဆိုတဲ့ပုံစံမျိုးတွေထိစစ်ကောင်စီရဲ့လုပ်ရတဲ့အတိုင်းကိုတတိယထဲပေါ့နော်ပြောင်းပြန်ပြန်ပြောထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ကျွန်တော်ပုံမျိုးဟာအလုံးစုံရရှိတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြတဲ့နောက်ပိုင်းမှာအခုလိုမျိုးပြောင်းလဲမျိုးစားတွေပြောနေတော့မှဖြစ်ပြတော့မှာမိဘပြည်သူတွေကြားချင်တဲ့သတင်းကတော့မကြာခင်မှာကြားဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းချင်းဒီပေါ့ပြောလို့ရနေတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်အညာမှာဒီပကဖဖို့ဝင်ရတယ်ပြီးတော့မှရွှေမြောလုံကလုတ်ကင်နေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့မှ ဘူးသူမဘယ်လိုမျိုးတွေပြထားလဲဆိုတာကျွန်တော်တို့တစ်ချက်နားထောင်ကြည့်လိုက်ရအောင်နော်ရှင်မျိုးလုပ်ပြီဆိုရင်လေကြောင်းတက်ခတ်မှုတွေခံရနိုင်တယ်ဟောပြီးတော့ပြည်သူတွေရဲ့နေအိမ်တွေအသက်တွေဆုံးရှုံးနိုင်တယ်ဒီမြေထဲမှာရွှေကျင်တဲ့လုပ်ငန်းကိုလည်းလုံးဝမလုပ်ချင်ဘူးရှင်မျိုးလုပ်တာနဲ့ဒီကမ်းပါးတွေလည်းပြုနိုင်တယ်ရှင်းအောင်မွေနဲ့ဖျားသေးပြီးပထွေးလည်းပြုနိုင်တယ်နောက်ပြီးအိမ်တွေလည်းပြုနိုင်တယ်ဗျာဟိုနောက်ပြီးလမ်းမဆက်သွေးဟိုသူပြဆက်လေတွေတမောတွေပေါ့ဒီရေကြောင်းပြောင်းသွားပြီးတော့အခက်ခဲဖြစ်နိုင်တယ်ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့က ခါခါတည်ငင်းပြီးတော့ဟိုပြည်သူကလည်းလုံးဝလက်မခံဘူးမလုပ်ပါနဲ့မလုပ်ပါနဲ့တောက်လျှောက်ပြောခဲ့ပါတယ်ဟိုအဲ့ဒါကိုသူတို့ကမြို့နယ်ပကဖရဲ့ပလာဖရဲ့တင်စတာဝန်ကြီးဌာနရဲ့ငွေယူပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကငွေပေးပြီးတော့လုပ်ခိုင်းတော့ဟိုအခုလိုပြိပခိုင်းဖြစ်လာပါဗောဆိုတော့ပါတော့လို့ရှိတဲ့နေရာကိုဒါစစ်တပ်ကလည်းနေနဲ့ဘုံကျဲလို့ပါတော့လုံးနေရှိတဲ့အနီးအနားမှာရှိတဲ့ပြည်သူတွေက ဖုံးတံကိုခံရတယ်၊လင်းရည်တံကိုခံရတယ်၊စစ်ရည်တံကိုခံရတယ်ဆိုတာထင်ထင်ရှားရှားပုံလွန်သွားပြီဖြစ်တယ်။ဒါကြောင့်မလို့ခင်ဗျားတို့ကိုယ်တိုင်ကအမှန်တကယ်သတိရှိတယ်ဆိုရင်ကြီးဝါးတွေပြည်သူတွေကိုလူသားတိုင်းလုပ်ပြီးတော့အကာအကွယ်ယူပြီးတော့နိုင်ငံတော်တရားစာရတွေကိုကိုယ်တိုင်လည်းထုတ်ယူရဲခရိုနီတွေအတွက်လည်းစပိုက်ဆောင်တဲ့ခြေစားတက်လုပ်နေကြတယ်ဆိုတော့ဝန်ခံရမယ်။ဆိုတော့ဟောဒီကဘူးတယ်မှာရှိရဒေတာခန်နေဒေတာခန်ကအရက်သားတွေနဲ့ထက်တူကျမကလည်းထပ်မှန်မိမိတွေပတ်တော်လုံးနဲ့အလူချီကတရားစာရရေးရဝန်ကြီးဌာနက အန်နူချီရဲ့ပသုံးလုံးခလက်နဲ့ကင်ထားတာကခမားတို့အကျိုးစီးပွားအတွက်လားခမားတို့လက်နဲ့ကင်ရတာကခရိုနီဘူကာပဲဖို့ထလားဒေတာခံနေခမားတို့ကိုထောက်ခံတဲ့လူတွေကိုယ်တိုင်ကမင်းနေကြတယ်ခမားတို့တတိရှိတယ်ဆိုရင်ပြန်ဖြေရှင်းကြပါအန်နူချီကိုထိဒါကကြည့်ဆိုရင်လောဘကြီးအနေနဲ့ကခမားတို့တတိရှိတယ်ဆိုရင်တတိရှိမှာနော်တရားပေါ်ကြောင်တာမပြောဘူးထမိန်ခြုံအောက်ကနေလက်တီပုံပြတဲ့လူတွေကျွန်မခေါင်းနဲ့ထည့်ပြီးတော့စကားနဲ့ထည့်ပြီးမပြောဘူးခမားတို့အမှန်တကယ်တတိရှိတယ်ဆိုရင်ဒီကိစ္စကိုထပ်ပြီးတော့ဖြေရှင်းကြပါ ခင်ဗျားတို့မှာဖြည့်ရှင်းရမယ်တောင်းဝန်ရှိတယ်အဲ့ဒီလိုမဖြည့်ရှင်းဘူးဆိုရင်ပါသုံးလုံးဒီခရိုနီတွေအတွက်ကြီးစားတဲ့ကပိုက်ဆောင်တဲ့ခင်ဗျားတို့လူတော်လည်ကြီးအနေခံပြီးတော့လက်လက်ကိုင်းဖွဲ့ကြီးဟာကြီးစားတဲ့တွေခရိုနီတက်တွေကပိုက်ဆောင်တက်တွေဖြစ်နေကြတယ်ဆိုတာခင်ဗျားတို့ကိုယ်တိုင်ဝန်ခံရမယ်ဆရာပုဒ်မပြောချင်တဲ့ပုံစံရတော့ဟုတ်ဆိုရင်ပါသုံးလုံးတွေကနေပြီးတော့ရွှေမြောလုံငန်းကိုတရားမဝင်ကျော်တို့လေတခံတွေရဲ့ဆန္ဒနဲ့မပါဘဲနဲ့ပေါ့နော်လို့ဆောင်နေတဲ့ဆိုတဲ့အကြောင်းပြောဆိုထားဖြစ်တယ်။ဒီအကြောင်းအရာကတော့ကျော်တို့တေချာတယ်လို့ပြောလို့ရမှာပြီးတော့ အန်ယူဂျီဘက်ကနေပြန်မလဲတေချောစစ်စစ်မှုမရှိဘဲနဲ့ဒေတာခံတွေရဲ့စစ်ဆန္ဒကိုတော်မမေးဘဲနဲ့အခုလိုမျိုးလှုပ်ဆောင်မှုတွေလည်းရှိနေတဲ့ဆိုတဲ့အကြောင်းကျွန်တော်ခရီးကြားနေရတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ဗီတိုရီနဲ့တော်တိုင်းတဖို့မနေကြတဲ့မှာချင်းများရာကနေပြန်မကြားတဲ့ကနေဒီမျိုးဦးတီရတ်လိုလွတ်ပြောင်းနေကြတဲ့ဘောမရက်ခွဲကတော့ကျွန်တော်ရန်တိုက်ပြဖို့ဖို့ဆိုရင်စတင်လာတာဖြစ်ပြမဒီဒေါ်လာရဲ့ကိုအနောက်ရှေ့ပြဖို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော် NUG အစိုးရအနေနဲ့အခုလိုမျိုးအချိန်မှာထိနိုင်ကြလှုပ်ဆောင်နေကြတဲ့အဖွဲ့တွေကိုတီချာလေးကိုစစ်ဆေးအေးယူပြီးတော့မှ တစ်ဖက်တစ်ခုနဲ့တစ်ခုကြားထဲမှာထင်တိုင်းကြဲပေါ့နော်ဒီလိုမျိုးဖန်ဆီးတဲ့အရေးကိစ္စတွေကိုလည်းအများဆုံးဖြစ်ရှင်းတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေအားလုံးမြန်မာနေတဲ့ Federal Democracy ရရှိဖို့စူးစမ်းနေတဲ့အချိန်မှာပြည်သူကိုကိုစားပြုတ်တယ်ဆိုပြီးတော့မှကြီးညာထားတဲ့ NUG အနေနဲ့သူတို့လိုတင်လို့ထားတဲ့ပေါ့နော်အရေးကိစ္စတွေကိုခုကတည်းကအများဆုံးလှုပ်ဆောင်တင်နေပြီဆိုတဲ့အကြောင်းပြောနေကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆောင်သားချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြည်ဆိုပြီးတော့မှတရားရေးချမ်းတဲ့ညလေးပန်ဆန်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်